အရင်အသွေးမပြည့်မီတဲ့သပင်မှုန့်ဆက်ကို အသုံးပြုပြီးတန်းလိုက်ွယ်လွန်ခဲ့ရတဲ့လေးတန်းချောင်းတို့လေဒီနေ့ပြပြပေးသွားမယ့်မှုခင်းလေးကသပင်မှုန့်ဆက်လိုမျိုးအန္တရာယ်များတဲ့လျှက်စစ်ပစ္စည်းတစ်ခုကိုကိုယ့်ရဲ့သားသမီးလေးတွေကလေးလေးတွေမိနိုင်တဲ့နေရာမှာအလွယ်တကူထားတတ်တဲ့မိဘတွေအနေနဲ့တတိထားဆင်ခြင်ရမယ့်ကိစ္စလေးတစ်ခုလို့ပြောလို့ရပါတယ်။ခုနကပြောခဲ့သလိုပဲဒီကလေးလေးကအရင်အသွေးမပြည့်မီတဲ့သပင်မှုန့်ဆက်ကိုအသုံးပြုမိရာကနေ တန်းလိုက်ပြီးတော့꿰လွန်သွားခဲ့ရတာပါဒီအဖြစ်အပျက်လေးကပြီးခဲ့တဲ့17ရက်နေ့ထိုင်းနိုင်ငံပူတီလန်းမြို့မှာဖြစ်ပွားသွားခဲ့တဲ့ဖြစ်ရပ်မှန်လေးဖြစ်ပါတယ်ဖြစ်စဉ်အသေးစိတ်ကိုပြောရမယ်ဆိုရင်တော့ဒီကောင်မလေးကဒီသဘင်မဟုတ်ဆက်ကိုအသုံးပြုတဲ့နေ့ကသူ့ရဲ့မိခင်ကအိမ်မှာရှိမနေခဲ့ဘူးအပြင်ကိုအလဲသွားကြမယ်ခဏနေရင်အလဲသွားကြမယ်ပြင်ဆင်ထားဆိုပြီးတော့သူ့အမေကကိစ္စတစ်ခုနဲ့အပြင်ကိုရောက်နေခဲ့တယ်။အိမ်မှာကအဖွားရဲ့ မြီးမလေး၂ယောက်ရယ်ပဲရှိရပေါ့နော်အခုကွယ်လွန်သွားခဲ့တာကမြီးအကြီးမလေး तू ကဘလို့ဖြစ်လဲဆိုတော့ခါကြတော့ခဏနေရင်အပြင်သွားမယ်ဆိုတော့ရေမိုးချိုးခေါင်းလျှော်ပြီးတော့အဝတ်စားလေးပြင်ဆင်တယ်အဲ့ဒီအချိန်မှာသပင်ကရေဆိုးနေတဲ့အတွက်ကြောင့်မလို့အပြင်ကလည်းသွားကျင်နေပြီသပင်လည်းခြောက်ကျင်နေပြီဆိုတော့သူ့အမေတုံးတာကိုမြင်တဲ့ဒီသပင်မှုန့်ဆက်လေးနဲ့တုံးလိုက်မယ်ခါတိုင်းကလည်းသူ့အမေကဒီကလေးလေးတွေကိုသပင်မှုန့်ဆက်လေးတွေသုံးပြီးတော့သပင်အချောက်ခံပေးဘူးပုံပေါ်ပါရယ် ဒါနဲ့ကလေးမလေးကအိမ်မှာအမေလည်းမရှိတော့သူ့အမေတိန်ထားတဲ့သပင်မှုတ်ဆက်ကိုတွားယူပြီးတော့ကိုမသားကိုမှုတ်တာပေါ့အဲ့ဒီမှာရုတ်တရက်ပဲရှော့တွေ ဖြစ်ပြီးတော့ကောင်မလေးကအဲ့နေရာမှာတင်လဲကျသွားခဲ့တာဒါကို အငယ်မလေးကမြင်တော့သူ့ရဲ့အဖွားကို အပြေအလှော်သွားပြီးတော့ခေါ်ခဲ့တယ်အဖွားအဖွားဒီမှာအမဘာဖြစ်သွားတာလဲမသိဘူးသပင်မှုတ်ဆက်ကြီးကင်ပြီးတော့ပလက်ကြီးလန်သွားတယ်အဲ့ဒါအဖွားဟိုင်းကြည့်ပေးပါအောင်ဆိုပြီးတော့ခေါ်တော့သူ့အဖွားကလည်းဘာဖြစ်မှန်းမသိပေမဲ့အရန်ထိတ်လန့်ပြီးတော့ အပြေအလွှာသွားကြည့်ရပေါ့အခန်းထဲကိုရောက်တော့ခုနကမြေအငယ်မလေးပြောခဲ့တယ်လို့ပဲသူ့ရဲ့မြေအကြီးမလေးကကျမ်းပြင်ပေါ်မှာပက်လက်ကြီးလမ်းပြီးတော့လဲနေခဲ့တယ်။လက်ထဲမှာကလည်းစပင်မှုဆက်ကြီးကိုကင်ထားတယ်။ပြီးတော့ပက်လက်ကြီးပါဇက်ကြီးဟာပြီးတော့ခေါ်လို့လည်းမရတော့ဘူး။အဲ့နဲ့အဖွားကသွားပြီးတော့စမ်းသက်ကြည့်တော့လှုပ်ရှားတာလည်းမတွေ့ရတော့ဘူး။အသက်ရှူတာဘာညာလည်းမတွေ့ရတော့ဘူး။ဒါပေမဲ့အဖွားကသူ့တည်တည်ချာချာမစစ်စစ်တက်လို့ဖြစ်မှာပါဆိုပြီးတော့နီးစက်ရ ပတ်ဝန်းကျင်ကိုလှမ်းပြီးတော့အကူအညီတောင်းနေရဲတပ်ဖွဲ့တွေရောက်လာတယ်ကျမကြီးတပ်ဖွဲ့တွေရောက်လာတယ်စစ်ဆေးကြီးတဲ့အခါမှာတော့ဒီကလေးမလေးကကွယ်လွန်နေခဲ့ပြီဒီအဖြစ်အပျက်ဆပြီးတော့ဖြစ်တဲ့အချိန်မှာပဲချက်ချင်းကွယ်လွန်သွားခဲ့တယ်လို့သူတို့တွေကကောက်ဆက်ချကြတယ်ဒါနဲ့ပဲဘလို့ဖြစ်တာလဲဆိုပြီးတော့ရဲတပ်ဖွဲ့တွေကစစ်ဆေးကြီးတဲ့အခါမှာတော့အဓိကကဒီသဘင်မှုတ်ဆက်ကိုအသုံးပြုခဲ့တဲ့အတွက်ကြောင့်မလို့သဘင်မှုတ်ဆက်ကတော်ယုံတယုံဆိုရင်တော့ဓမ္မလိုက်တက်ဘူး ဒါပေမဲ့လည်းကောင်မလေးရဲ့အခြေအနေကိုသိချစစ်ဆေးကြည့်လိုက်တဲ့အခါမှာကောင်မလေးကဖနက်စည်းမထားဘဲနဲ့ဒီစပင်မှုတ်ဆက်ကိုအသုံးပြုပြီးတော့မတော်တဆရှော့ဖြစ်သွားတဲ့အခြေအနေလို့သူတို့ကသုံးသပ်ခဲ့ကြတယ်။ကောင်မလေးရဲ့စပင်ကလည်းရေတွေအရန်ဆိုးနေတယ်။စပင်ရေဆိုးနေတဲ့အချိန်မှာဖနက်ကလည်းစည်းမထားဘူးစပင်မှုတ်ဆက်ကလည်းဒါကလေးတယောက်ခဏရေးမရှိတဲ့အားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုအခြေအနေတွေပေါင်းစုံပြီးတော့ကလေးလေးကကွင်လွန်သွားခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေကပြောပြခဲ့ကြတယ်ပေါ့နော်။ ဒီကောင်မလေးကအခုမှလေးတန်းအရွယ်ចောင်းသူလေးပဲရှိသေးတယ်။သူ့အတွက်ကအရန်ကြီးဒီသပင်မဟုတ်ဆက်တွေပိုင်းနဲ့ပတ်သက်ပြီးတော့အသိပညာဘခုတုဒ္ဒဆိုတာလည်းသိပြီးတော့ရှိတဲ့ပုံတော့မပေါ့ဘူး။သူ့အမေတုံးနေတာမြင်လို့သာသူလိုက်ပြီးတော့တုံးခဲ့တာပေါ့။ဒါပေမဲ့ဖြစ်တင်တော့ဒီသူ့အတုံးပြူခဲ့တဲ့သပင်မဟုတ်ဆက်ကသူ့အမေကအွန်လိုင်းကနေဝယ်ပြီးတော့တခါမှမတုံးရသေးဘူးတဲ့။ဝယ်ထားတာကတလပိုင်းကမှဝယ်ထားတာ။ဒီအတုံးအတွင်းမှာသပင်မဟုတ်ဆက်ကိုတခါမှမတုံးရသေးဘဲနဲ့ဒီတိုင်းထည့်ပြီးတော့သိမ်းထားတာပေါ့။ ီအရင်တော့အသုံးနေကြသပင်မှုဆက်ကတော့ဘယ်နာနေမှမသိဘူးဒါပေမဲ့ဒီကလေးမလေးကလည်းသူတွေးတဲ့မြင်နဲ့မှီတဲ့နေရာမှာရှိတဲ့သပင်မှုဆက်အစ်စ်ကိုယူပြီးတော့သုံးခဲ့တာဖြစ်ချင်တော့ဒီသပင်မှုဆက်ကအရင်အသွေးကလုံးဝကိုမကောင်းဘူးအဲ့ဒီသူတို့ထိုင်းနိုင်ငံထုတ်တဲ့အရင်အသွေးမြင်နဲ့သပင်မှုဆက်လည်းမဟုတ်ဘူးတဲ့စက်မှရေးထားတာကတရုတ်စကလုံးနေပြီးတော့89ဖက်ပဲပေးရတယ်ဒီလိုမျိုးပေါ်ချောင်ကောင်းရတဲ့ပစ္စည်းကိုသူ့အမေကအွန်လိုင်းကနေပြီးတော့မှာပြီးတော့သူကိုယ်တိုင်တစ်ခါမှဆက်မသုံးဘဲနဲ့ တင်ထားခဲ့တာပေါ့နော်အခုတော့သူ့ရဲ့ပေါချောင်ကောင်းမတ်တဲ့စိတ်ကြောင့်မလို့သူ့သမီးလေးကသမီးမဟုတ်ဆက်ကိုတုံးပြီးတော့အသက်ပေးလိုက်ရပြီသူ့ဒါကိုအရန်ဝန်းနေနေတယ်ဒါကြောင့်မလို့ဒီလိုမျိုးမကောင်းတဲ့ပစ္စည်းတွေရောင်းတဲ့လူတွေကိုဖမ်းဆီးပြီးတော့အေးအေးယူပေးပါလို့လဲသူတို့တိုင်ချက်ဖွင့်ထားတယ်လို့သိရတယ်ပြောမယ်ဆိုရင်တော့ online ပေါ်မှာကတော့အရေးသွေးကောင်းတဲ့ပစ္စည်းရောမကောင်းတဲ့ပစ္စည်းရောအကုန်လုံးကရောင်းနေကြတာပဲကို့အနေနဲ့ကတော့တည်တည်ချာချာစစ်ဆေးပြီးတော့ဝယ်ရမှာပေါ့ကို့အတွက်အသုံးပြုမဲ့ပစ္စည်းက ဈေးပေါင်းနေုံတစ်ခုတည်းနဲ့အဆင်မပြေဘူးအခုလိုမျိုးဈေးပေါင်းတာကိုမတ်တဲ့အခါမှာမဖြစ်တင်တာတွေဖြစ်ပြီးတော့တမင်းငယ်လေးကအသက်ပေးလိုက်ရတာပေါ့ဒါကရောင်းတဲ့လူတွေကိုအေးအေးယူဖို့လိုအပ်နေတယ်လို့မျိုးဝယ်တဲ့လူတွေအနေနဲ့ကလည်းအေးသွေးမကောင်းတဲ့ပစ္စည်းတွေမဝယ်မိဖို့ကကိုယ့်အသာကိုသတိထားစင်ကြင်ရမှာပေါ့နော် အခုတော့သူ့အမေရဲ့ဈေးပေါပေါနဲ့ဝယ်ထားတဲ့စပင်မှုတ်ဆက်ကိုအသုံးပြုပြီးတော့ဒီကလေးမလေးကတော့ကွယ်လွန်သွားခဲ့ရပြီမိသားစုဝင်တွေလည်းအရန်ကိုဝမ်းနေနေကြတယ် ဒီတော့ဒီအဖြစ်အပျက်လေးကိုကြည့်ပြီးတော့လူစည်းမိသားစုအနေနဲ့လည်းကိုရိုင်းစပင်မှောက်ဆက်သုံးတဲ့အခါပဲဖြစ်ဖြစ်ကိုသားသမီးလေးတွေအသုံးပြုပေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒါသတိထားတဲ့အကြောင်းအရာလေးတွေကိုသတိထားပြီးတော့ဒီပစ္စည်းတွေကိုကလေးတွေအလဲတခုယူလို့မရနိုင်တဲ့နေရာလေးတွေမှာသိစားတင်ထားသိမ်းထားမျိုးတွေလုံးတင်တယ်ဒီလိုမျိုးအသုံးပြုတဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ဘဟုတုတ္တလေးတွေကိုလည်းကိုယ့်ရဲ့ရင်သွေးလေးတွေကိုပြောပြထားတဲ့နယ်လို့ထင်ပါတယ် အားလုံးရောဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်ကြလဲကိုယ့်ရဲ့ပဝင်းချင်းမှာရောဒီလိုအဖြစ်အပျက်တွေ့ကြုံဘူးကြတာမျိုးတွေများရှိလားဆိုတာကို comment မှာဆွေးနွေးပြပြခဲ့ကြပါအောင်နော်နောက်ထပ်လည်းကမာတဝမ်းကဖြစ်ရမယ့်မှုခင်အကြောင်းအရာလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်